မင်္ဂလာပါဒီနေ့မှာတော့ဘန်ချန်းဆိုတဲ့နေရာလေးမှာရှိတဲ့ဂျပန်စကန်ဟန်းပစ္စည်းတွေရောင်းတဲ့ဒီတိုကျိုပလာဇာဆိုတဲ့နေရာလေးကိုတယောက်လည်ပတ်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒီပလာဇာလေးကပိတ်နေခဲ့တယ်ပေါ့နော်။ဒီပလာဇာလေးကကြတော့တင်းနာနေတိုင်းပိတ်တာပေါ့နော်။အဲ့ဒါကိုကျွန်တော်မတီးပဲသွားလိုက်မိတဲ့အတွက်ကြောင့်တော်တော်ပါပဲအေးအေးဆေးရိုက်ပါတော့မယ်။ဒါကတော့ကျောင်းတငယ်ချင်းရဲ့အိမ်မှာသွားပြီးစားခဲ့တဲ့တူဘူးနည်းလေးဖြစ်ပါတယ်။ဆယ်တီလေးရတယ်ပြီးတော့ဟုတ်တယ်ဒီပါဒီထဲမှာလာစားပါအားရှိအောင်လို့ဒီမှာကျွန်တော်လည်းတိုက်ပေးပါတယ် တဝင်းလေးပြီးတော့တငယ်ချင်းကထိုင်းရင်ဆိုင်မှာ live အပ်ခဲ့မယ်ဆိုပြီးတော့ပြောလို့ထိုင်းရင်တော်တော်ခဲ့ပါတယ်ခင်ဗျာဒီဇိုင်းလေးကတော့တော်တော်လေးစားလို့ကောင်းပြီးတော့အမြင့်လည်းဆုံးတောက်လို့လည်းရမ်းကောင်းပြီးတော့တကယ်ထန်းတော်လေးကထိုင်းရင်ဆိုင်လေးမှာတော်တော်ရတဲ့ byte လေးကိုရလို့ကျွန်တော်ကဖိုင်းနိုင်ငံမှာနေပြီးတော့ထိုင်းရင်ကိုတောက်ချင်တဲ့သူတွေအတွက်ကိုကျွန်တော်တင်ဆက်လိုက်ရတာဖြစ်ပါတယ်ဆိုင်လေးကဖတ်ပတဲမှာရှိပြီးတော့အရန်ကိုအမြင့်ရဆုံးနဲ့ချင်းတုတ်တွေလက်ဖက်တုတ်တွေပြေးကြတော့မြင်းခွာရဲတုတ်တွေအတုံမျိုးစုံရှိရပြုံမှာအရသာလည်းဒီကိုနိုင်ငံမှာစားရတဲ့အတုတ်တွေရဲ့အရသာတိုင်းအရန်ကောင်းတယ်ပေါ့နော်အားကြောင့်အလွမ်းပြေပါခင်ဗျာအဲ့ရဲ့ ဲ့ထိုင်းရီဆိုင်လေးကိုတက်ရောက်ပြီးတော့လည်းပတ်ရည်နဲ့စားခဲ့တတ်ခဲ့ပါတယ်နောက်ထပ်ကြတော့ဝက်ဥဆုံးတုတ်တော့ခုလိုဝက်ကောင်းတုတ်တော့လည်းရှိသေးရဲ့ပေါ့နော်အဲ့ဒါကြောင့်လည်းဈေးအရမ်းမကြည့်ဘူးသွားစားလို့ရှိရင်တိတ်တော်များများဈေးမကျတဲ့အတွက်ကြောင့် SND ကစားလို့ပျော်တဲ့ဆိုင်လေးဖြစ်ပါတယ် ပြီးတော့မပန်ဖြစ်ခါရာကစုံပလိန်ပါပြီးတော့နောက်ထပ်ဒီဇိုင်းလေးအထူးခြားချက်ကကြတော့ဒီဇိုင်းလေးမှာစိုင်းရင်တောင်ရင်နဲ့တခြင်းဆိုလို့ရတာပဲဖြစ်ပါတယ်အဲ့တော့ဒီဇိုင်းလေးမှာတခြင်းဆိုရင်နဲ့ထိုင်းရင်လည်းတောင်မယ်ပြီးတော့အမီးလေးတွေအတုပ်လေးအစုံလေးစိုင်းရင်နဲ့ဈေးတက်တန်လေးနဲ့ဒီဇိုင်းလေးကိုစားချင်နေဆိုရင်တော့ဖက်ပရဲမှာရှိရဒီထိုင်းရင်ဆိုင်လေးကိုအပြစ်မနေသွားပါလို့အကြံပေးပါရစေခင်ဗျာငယ်ချင်းတွေနဲ့အတူပြောပါတခြင်းဆိုရင်းနဲ့ထိုင်းရင်ဆိုင်လေးမှာအတူတူတော်ထိုင်ကြရအောင်เนาะအဲ့တော့ကျွန်တော်ဘရိုလီကိုဆက်ပြီးတော့အဆုံးထိကြည့်ပြအောင်ခင်ဗျာ forgive me. If I'm denied, baby, yeah. Yeah.

Namaste, baby, that's the day. Do you think you'll be my wife?